ပင်အကြောင်းပြောမယ်သူကစပင်ကဘလောက် size size ပေါ့နော်ကျွန်တော်ကဆိုင်ကယ်စီးတော့ကျွန်တော်ကိုကျွတ်မှာပဲလို့သူအိမ်ကြီးကလည်းပြောလိုက်တယ်ကျွန်တော်လည်းကျွတ်ချင်ကြောတဝက်လောက်ကျန်လည်းကျင်းနေတယ်ကျွန်တော်ရင်တော့ကတုံးကိုကျွန်တော်ဘာမှစပင်မရှိတဲ့ကောင်ကတော့ဒီလောက်လေးစပင်ရှိလိုက်တော်ပြီလေပြရနေမြဲဒါပေမဲ့သူကဟိုတော့ကျွန်တော်မင်နောက်စီးလေးနဲ့မတွေ့ဘူးမင်နောက်စီးလေးကကျွန်တော်ပရက်ရှာကြာတယ်ဒီကပရက်ရှာကြာတော့ဗီဇယ်တလီဂျင်းဖြစ်ပြီကျွန်တော် ျွန်တော်ကဘာဖြစ်လဲဆိုတော့တွေးတွေးထိုးချသွားလို့တွေးထိုးချသွားတော့အမှမနောက်စီတွေးကလူတိုင်းနဲ့တော့မတည့်ဘူးပြန်နောက်တစ်ခုအဲ့လို finance strike လေးရတယ် finance strike လေးခုနပြဿနာကเอ้ยเสียชื่อประเด็นอะไรชื่อเนี่ยซีไดอ่ะก้าวมีสู่ไซเฟกก็တော့ရှိတာကြီးပဲအဲ့တော့ကျွန်တော်လည်းခုซอบတ်မတူလည်းပြန်တောက်မယ်เนาะအဲ့ဒါလည်းတောက်မယ် Final Strike ကတော့ကျွန်တော်က1 mg ပဲတောက်ဒါပေမဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာ5ပဲရှိတော့တယ်ငါးရက်တခါတော့တောက်တယ်တခါကျတော့တပတ်မှတခါလည်းတောက်ဖြစ်တာပေါ့เนาะဒါပေမဲ့ဒီကမေးပတ်တန်ဆိုတော့ဒီထိတ်ကပြောင်းလာတာပေါ့အဲ့ဒါယူ ဒါပြည့်လည်းပြောင်းလာမှာပဲလေကျွန်တော်ကျွန်တော်ကပြင်လိမ့်မယ်ကွာကျွန်တော်တော့ကဘာမျိုးကျွန်တော်ကဟိုလိုကြီးလေတက်90စိတ်ပြုတော့ဆိုရင်တတူးထိုးပလိုက်မှာခေါင်းဒါပဲကွာဆိုလို့မြန်မာနိုင်ငံနေကြအဆင်မပြေဘူးเนาะဆရာဝန်ကြီးကခေါင်းတတူးကြီးနဲ့ဆိုတော့ဇမင်းကလွယ်ဘူးလွယ်ဘူးလွယ်ဘူးပြန်ပေါက်ဖို့ကရန်ခက်တယ်ဟိုဘောစိုက်ထားတာတော့အမှစောစောစိုက်နိုင်တော့ကောင်းတာပေါ့เนาะဒါပေမဲ့လေဟိုတော်တော်လေးကြီးစိုက်နိုင်မှာသူကအဆင်ပြေတဲ့သဘောပေါ့ဇမင်းရဲ့သဘောဟို တော်တော်လေးဟိုဒုက္ခရောက်တယ်စမေရလေးကျွန်တော်တော့ငယ်စားမရှိဘူးကျွန်တော်တော့ကျင်းနေတယ်ကျွန်တော်မိမစရင်မရှိလဲကရုံးနဲ့လဲကျွန်တော်ကိုကြိုက်တယ်ကျွန်တော်ကရုံးကရုံးကနေပြီးကရုံးကနေပြီးမှဒီလိုမျိုးဟိုစမေပြန်ပေါက်လာတာဗျာကျွန်တော်ကရုံးပဲကရုံးကနေပြီးစမေပြန်ပေါက်လာကျွန်တော်တက်ကတော့ဒါအောင်မြင်တယ်ပဲပြောအောင် ဒါပဲဟိုရမလို့ကျွန်တော်ကြာ AC ပဲသမင်းပြန်မပေါ့ကျွန်တော်ထိတ်ပြောင်းပြောင်းကတုံးပြောပြောဇောက်ကြီးကိုမဆိုင်ဘူးကျွန်တော်ကမိမကြီးလေဆောကြီးရပြောလို့ရမလေးသားစကားတက်တာစကားတက်တာအဲ့တော့ဟောပါပြပြတာဒီလိုပါဇမင်ဆိုင်တယ်ဆိုတော့ကောင်းပါတယ်ကွန်ဖီဒန့်ရှိတာပေါ့နော်ကောင်းပါတယ်ကျွန်တော်ကတော့အကတုံးကနေပြီးတော့ပြန်ပေါက်လာတယ်ကျွန်တော်ကတော့ကျွန်တော်ဂျင်းနဲ့ပါတယ် မကျင်တဲ့လူလည်းမရဘူးလေဒီလောက်ပဲရရတော်ပြီပေါ့အဲနေတော့နည်းနည်းပြချို့နေတော့ခုကျွန်တော်ပြန်ပြီးအဲ့ဒီအဲ့ဒီဟွာလေးပြန်တော့မယ်ဆော့ပတ်မလို့ပြန်တော့မယ်အဲ့ဒါ natural ပေါ့နော်စေတမ်းမင်းလို့ခေါ်ပါတယ်ဖိန်ရထုတ်တဲ့စီရှိတယ်အဲ့ဒါလည်း fire rider ဒီအဲ fire rider ဒီဒီ inhibitor ပါပဲသူကလည်း finesse နဲ့ anything တူတယ်ဒါပေမဲ့ natural ဖြစ်တဲ့အတွက် side effect ကတော့မရှိဘူးနည်းတယ်ပေါ့နော်ဘယ်နေစင်းမီ side effect ကတော့မရှိတာတော့မဟုတ်ဘူးအနည်းများပဲရှိမယ်ပေါ့နော်ဟို ိတ်တာလေတဲ့40ကျော်လာရင်လည်းကျွန်တော်လည်းဘီးပိုလိုက်ရင်လည်းတောက်အောင်ပါနော်ပြားကြီးရတဲ့တယ်ပေါ့နော်ပြားကြီးပြန်တော့အဓိကတော့ stress ပါပဲ stress ကို short ကျွန်တော်တို့ဆိုင်ကြီးစီးလို့ပေါ့နော်ဆိုင်ကြီးစီးရများပြီးတော့တောက်လို့ကွာရှင်းရှင်းပြောရင်ကွာစပင်းဆိုင်တိုင်းမတောက်နဲ့တဲ့ပြောတာဘီရလည်းမတောက်နဲ့ရင်လည်းမတောက်နဲ့ခန္ဓာကိုယ်ကပူတာများရင်ပြားအပူတွေများရင်တော့ကျွတ်မှာပဲကျွန်တော်တောက်တာတောက်တာအပင်8000ဆိုင်တယ်4000ကျန်ကန်ကောင်းဒါပေမဲ့ဂျင်းနဲ့တည်းလေးမဖြစ်တော့ဂျင်းနဲ့တည်းကိုလှုပ်ချင်တာလှုပ်တယ် ကိုတောက်ချင်တာတောက်တယ်တတော်ကနေအဲ့လောက်ထွက်လာရင်ကျေနပ်ပြီအဲ့လောက်ဆိုပြောရတဲ့ဘယ်ကတော်တော်ရှောင်ရမယ်ပို့ပြောတာเนาะမလွယ်ဘူးပေါ့เนาะအရက်တောက်ဖြီးရဖြတ်နိုင်ရင်တော့ချာเนาะကျွန်တော်တို့မဖြတ်နိုင်ဘူးအဲ့တော့ဂရုံးဖြစ်လေတတူးထိုးပလိုက်မယ်ခေါင်း